ဆောင်းရားသည့်တချို့ဒေသမှာကျေသီးလို့လည်းခေါ်ပါတယ်ကျေသီးအကျိုးကျေးဇူးများနှင့်ဆိုးကျိုးများအကျိုးကျေးဇူးများမျက်စိကိုအားကောင်းစေခြင်းလူတင်နှင့် ZSN သင်းတို့ပါဝင်သောကြောင့်အပြာရောင်အလင်းကိုစစ်ထုတ်ပေးပြီးမျက်ကြည်လွှာပျက်စီးခြင်းကိုကာကွယ်ပေးသည်ကိုလက်စထရောကိုလျှော့ချပေးခြင်းသွေးကြောနေရည်တွင် ကိုလက်စထရော စုပုံခြင်းကိုလျှော့ချပေးသည်အသားရည်ကိုဆိုးပြေစေပြီးသွားဖုံးမှ ွေးရိုစီးမှုကို ကာကွယ်ပေးခြင်းဗီတာမင်စီကျွယ်ဝစွာပါဝင်သည်အာယုံကြောစနစ်နှင့်နှလုံးကြက်သားများကိုအားကောင်းစေခြင်းဤစနစ်များ၏လုံဆောင်မှုအတွက်လိုအပ်သောတတ္ထုဓာတ်များပါဝင်သည် ရင်ငက်ပြေစေခြင်းအဖျားပြောက်စေခြင်းချောင်းဆိုးတက်တာစေခြင်းမြမစေခြင်းများအရသိရသည်အယိုးနှင့်သွားများကိုတမာစေခြင်းကယ်စီယံပါဝင်သည် ဓတိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်းဆဲများကိုပျက်စီးခြင်းမှကာကွယ်ပေးသည်စီးရွှင်စေပြီးကြောက်တီခြင်းကို ကာကွယ်ပေးခြင်းမြမစေချမ်းများအရာသိရသည်သွေးရင်းတကြားဓာတ်ကိုထိမ့်ချုပ်ရာတွင်ကူညီပေးခြင်းစိတ်ဖိစီးမှုကိုလျှော့ချပေးပြီးကောင်းစွာအိပ်ပျော်စေခြင်းစိုးကျိုးများကျေသည်သည်အကျိုးကျေးဇူးများစွာရှိတော်လဲအထူးသဖြင့်ကြောက်ကဲ့ယောဂါရှိသူများအတွက်တတိထားတဲ့သောစိုးကျိုးများလည်းရှိသည် ကြောက်ကဲ့ယောဂါရှိသူများအတွက်အစိတ်တောက်ဖြစ်စေနိုင်ခြင်းကြေသီးတွင်အောက်စာလိတ်တက်များစွာပါဝင်သောကြောင့်ကြောက်ကဲ့ကိုပိုမိုအလုံးလုံးစေပြီးရုတ်တရက်ကြောက်ကဲ့ပျက်စီးခြင်းကိုဖြစ်စေနိုင်သည်ထို့ကြောင့်ကြောက်ကဲ့ယောဂါရှိသူများသည်ကြေသီးကိုလုံးဝရှောင်ခြင်းသင့်သည်အချို့သောဆေးဝါးများ၏လုံဆောင်မှုကိုအနှောင့်ယှက်ပေးနိုင်ခြင်းကြေသီးသည်အချို့သောဆေးဝါးများဖြစ်သည့်အစီကြဆေးနှင့် စိတ်ကြဆေးများ၏အာနိသင်ကိုလျှော့နှဲသွားစေနိုင်သည် သတိပြုရန်ကျမ်းမာသောသူများသည်ကြည်သည်ကိုတင့်တင့်သော ပမာဏဖြင့်စားသုံးနိုင်သည်ကြောက်ကဲ့ယောဂရှိသူများသည်ကြည်သည်ကိုရှောင်ကျင်သင့်သည်အချို့သောဆေးဝါးများတောက်သုံးနေသူများသည်ကြည်သည်ကိုစားသုံးခြင်းမပြုမီဆရာဝန်နှင့်တိုင်ပင်သင့်သည်အနှစ်ချုပ်ကျေသည်သည်အကျိုးကျေးဇူးများစွာရှိသောအသီးငံတစ်မျိုးဖြစ်တော်လဲကြောက်ကဲ့ယောဂါရှိသူများအတွက်အလွန်အနည်းငယ်များနိုင်သည် ထို့ကြောင့်တတိဖြင့်စားသုံးသင့်ပြီး တန်တရားများရှိပါကဆရာဝန်နဲ့တိုင်ပင်တင်သည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်